မင်္ဂလာပါရှင်အန်တီးယာတီမာလိုင်လိုင်ပေါ်လာတဲ့ငတ်တလောက်လေးကိုထမင်းပေါင်းနဲ့အလွယ်တကူပေါင်းစားလို့ရအောင်ဒီနေ့ထမင်းပေါင်းနဲ့ပေါင်းပြတ်มาဖြစ်ပါတယ်ရှင်ငတ်တလောက်လေးတွေကိုနှစ်သက်သလိုပိုက်ဖြတ်ပြီးရဆေးကြောတက်ဆင်ထားပါမယ်ကြက်သွန်အဖြူအနီးဂျင်းစပလင်ကိုညက်အောင်ထောင်းပါမယ်ပြီးရင်တော့ငတ်တလောက်နဲ့ရောထားပါမယ်မြေယုတ်တီးမုတ်လေးထည့်ပါမယ် စားလေးနှင်းငယ်ထည့်ပါမယ်ရှင်။ပြီးရင်တော့တကြားလေးထည့်ပါမယ်။စပင်းမုတ်လေးအနှဲငယ်ထည့်ပါမယ်။ကာယီလေးကိုသုံးဆုံးထဲပါမယ်ရှင်။ ားလုံးနှံ့သွားအောင်နဲပါမယ်ရှင်။အားလုံးနှံ့သွားပြီဆိုလို့ရှိရင်တော့အနည်းဆုံးတစ်နိုင်လောက် ရေခဲတစ်တာထဲမှာထက်နှက်ထားပါမယ်။အပြင်မှာထားလိုက်ရပါတယ်ရှင်။စီလေးလည်း၃ဆွန်းလောက်ထည့်မယ်။ထည့်ပြီးတော့ရောနေပြီပါမယ်။ င်လေးပါရောင်းနေပြီဆိုရင်တော့ကျမကတော့ဒီကက်တက်တာထဲမှာတနိုင်လောက်နှက်ထားပါတယ်အရသာလေးဝင်အောင်ပါစပောင်းဖို့လုပ်ပါမယ်ပောင်းအိုထဲကိုဇပလင်အယိုးလေးတွေအရွက်ကလေးတွေခင်းမှမရှိအိုမကောက်လို့ပါနော်ဇပလင်အယိုးလေးတွေပေါ်ကိုငါးလေးတွေစီတန်းပြီးတော့ထည့်လိုက်ပါမယ်ရှင် ပြီးရင်တော့ငါ့ကိုရေမြုပ်နေအောင်ထည့်ပြီးတော့အဖုံးပိတ်ပြီးတော့ပေါင်းပါမယ်ရှင်။အငွေ့တွေအပြင်ထွက်လို့ရှိရင်လလွယ်နဲ့မနှုတ်တတ်လို့ကျမကတော့အပေါ်ကနေပြီးတော့ကြောက်ပြင်ဖြစ်ပါတယ်။ဘေးပပက်လေမှာအဝတ်လေးပပါတယ်အငွေ့လေးလုံအောင်ပါရှင်။တရေခမ်းသွားပြီဆိုလို့ရှိရင်တော့ဒုတိယအရေးထပ်ထည့်ပါမယ်။ထပ်ထည့်ပြီးတော့ပေါင်းပါမယ်ရှင်။ ဒုတိယအရေးခန်းခံနေကြလို့ရှိရင်တော့ကျမတို့ခရမ်းချင်းဒီလေးလေးစိတ်ခွဲထားတာရဲ့စွတ်တီဥလေးတွေရဲ့ကို အပေါ်ကနေထည့်ပါမယ်ရှင်ဒုတိယအရေးပါခန်းသွားပြီဆိုရင်တော့ရပါပြီကျမကတော့၄နိုင်လောက်ပေါင်းလိုက်ရပါတယ်ရှင်ပြီးရင်တော့ခုလိုမျိုးအရသာရှိတဲ့ငသလောက်ပေါင်းလေးရပါပြီရှင် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်